အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေလက်ရှိလွှတ်တော်မှာတပတ်ခန့်လာရောက်လေ့လာမယ်လို့ပြည်ထောင်လွှတ်တော်ဥပဒေကြံပူးပေါင်းကော်မတီအတွင်းကပြောပါတယ်။ဒီသတင်းကိုတော့နေပြည်တော်ကပေးပို့ထားတာပါခင်ဗျာ။2015ပါတီစိုးအထွေထွေရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ်တပ်တွေအနေနဲ့ NLD အစိုးရရဲ့လွတ်တော်တပ်မှာအတွေ့အကြုံရနိုင်မှုအခုကျင်းပနေတဲ့လွတ်တော်တပ်တန်းရဲ့နောက်ဆုံးအပတ်ဖြစ်တဲ့ဇန်နဝါရီလ26ရက်နေ့ကစပြီး29ရက်နေ့အထိလာရောက်လေ့လာမှာဖြစ်ပါတယ်။ခုလိုလေ့လာနိုင်မှုအတွက်ကိုယ်စားလှယ်အသစ်တွေကို25ရက်နေ့အရောက်ခေါ်ထားတယ်လို့ဦးစောလာထုံးကပြောပါတယ်။ကိုယ်စားလှယ်အသစ်တွေနဲ့လွတ်တော်အဟောင်းနဲ့ကိုယ်စားလှယ်တွေနဲ့ဟိုဟိုပါပေါ့နော်။သူတို့လည်းလေ့လာလို့ရအောင်အပြန်အလှန်လေးရင်းနှီးမှုလည်းရှိအောင် ဟိုဆလုပ်လို့လွတ်တော်ကြီးစီဝေးဆလုပ်တော့ဆိုဟောပေါ့နော်ဘာဟိုဆောင်းချာချာလည်းမဖြစ်တော့ဘူးသူတို့ဘုံလို့ထည့်ရတွေ့အောင်တော့အတူတူရင်းနှီးမှုလည်းရအောင်ဟိုနေလည်တာစာဝယ်ညသာစာဝယ်ကြီးလည်းလုပ်မယ်နောက်ဒီသက်ဆိုင်တဲ့တချို့လုပ်ငန်းတွေကိုလည်းသူတို့ကိုကြည့်နိုင်အောင်လေ့လာနိုင်အောင်ပို့ပြီးတော့လုပ်မှာအောင်လေသူတို့မေးစရာရှိရင်လည်းသူတို့လည်းမေးလို့ရအောင်အဲ့လိုလုပ်တာလုပ်ထားပြီးပြီဆိုတော့မှနောက်ဆုံးပတ်ဖြစ်မှာပေါ့2698 9 အဲ့3 4ရက်အတွင်းမှာတို့တွေတွေနဲ့လက်ပွင့်ရေးနီးနေပြီးတော့လွှဲတရားရှိတာပေးတရားရှိတာလွှဲတရားတွေလည်းအားလုံးစင်စင်လုပ်ပြီးတာလုပ်ပြီးထားပြီးတော့အဲ့ဒီမှာတွေ့ပြီးတော့29ရက်နေ့ပြီးတာနဲ့လွှတ်တော့ဖို့ဆိုလည်းအားလုံးဟာပြီးပြီးတော့ဟိုတူတူတောင်းပြီးတော့အဲ့တော့ဘယ်သူလဲကြံမလဲဟိုဥက္ခာတွေပဲကြံမှာဥက္ခာတွေပဲကြံမယ်အဲ့တော့ဒီအဲ့တော့အဟောင်းသမားတွေအားလုံးအတ္တသမားတွေအားလုံးကအဲ့ဒီအချိန်မှာ26ရက်နေ့လောက်ကိုတည်းစပြီးတွဲဝင်ပြီးတော့လုပ်မှာပါ ဲ့တော့ထပ်ပြီးတော့ပြောလို့ရှိရင်တော့29ရက်နေပြီးတော့နှစ်ရက်နေမှာစားတယ်နှစ်ရက်နေမှာစားတယ်ဆိုလို့ရှိရင်လက်ရှိပြည်သူ့လွတ်တော်ဥက္ကဋ္ဌရန်တွေတော့နောက်လွတ်တော်ရဲ့ကိုယ်စားဖို့အတွက်တဘာပတိကိုစားရွေးတာတဘာပတိရွေးလို့ရပြီဆိုတော့ ਨੇ လွတ်တော်ဥက္ကဋ္ဌရန်တောင်းလည်ပြီးတော့ပထမအကြိမ်တက်တန်းကကိုစလဲတွေအနေနဲ့လဲတွဲကြုံမရှိဘဲနဲ့တော်တော်လုံနိုင်ခဲ့တာကြောင့်ဒုတိယတက်တန်းကကိုစလဲတွေအနေနဲ့ပုံလုံးနိုင်မယ်လို့ယူဆတယ်လို့အမျိုးသားလွတ်တော်ဥက္ကဋ္ဌကပြောပါတယ်ပထမအကြိမ်တက်တန်းမှာ ဘသူမှအတွေ့အကြုံမရှိသေးဘဲနဲ့တော်တော်လေးလုပ်နိုင်ပါတယ်တွတ်တော်90ဘန်းရတယ်6လလောက်အတွင်းမှာ capacity building လုပ်တဲ့ကမ္ဘာတော်တော်တက်လာတယ် budget to planning လို့နိုင်ငံနဲ့ချီပြီးစဉ်းစားနိုင်တဲ့အနေအထားလေးအများစုကရောက်လာအဒုတိယအကြိမ်တက်တိုင်းကျတော့ပိုလုပ်နိုင်မယ်လို့ယူဆတယ်ပေါ့နော်။အော်ဆိုပထမအကြိမ်တက်တိုင်းလုပ်ထားရဥစားရတယ်အကောင်တို့တွေ့နေမြင်နေပြီ။ဟိုမှတ်တမ်းမှတ်ရရလည်းရှိနေပြီ။ဆိုတော့ဒုတိယအကြိမ် institution ဆိုတာဒီလိုပဲ။တစ်ဆင့်ပြီးတစ်ဆင့်ဆင့်ပြီးဆင့်မြင့်အောင်လုပ်ပါမယ်ပေါ့။ တော့ဘာလို့လဲဒါဘာလို့ဆလာခဲ့တဲ့ institution ဖြစ်တဲ့အတွက်ဆက်ပြီးမြင်အောင်လွတ်တော်ကိုယ်စားတရားအနေနဲ့ပြုပေါင်းဆောင်လက်ရှိလွတ်တော်ကနေဥပဒေပေါင်း233ခုအတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပြီးလက်ရှိလွတ်တော်တက်တမ်းမှာဆွေးနွေးအတည်ပြုပြဋ္ဌာန်းပေးဖို့အချိန်မလုံလောက်တော့တဲ့အတွက်နောက်လွတ်တော်ကိုလွှဲပေးခဲ့မဲ့ဥပဒေပေါင်း23ခုရှိတယ်လို့ဦးစောလာထုံးကပြောပါရယ်ပြီးခဲ့တဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက496နေရာအနိုင်ရရှိခဲ့ပြီးကြက်ခါရေးပါတီက86နေရာပဲအနိုင်ရရှိခဲ့တဲ့အတွက် NLD ပါတီကအစိုးရဖွဲ့ဝင်ရရှိခဲ့ပါရယ်ကျွန်တော်နေဖြိုးဝင်းမှာ